အားလုံးပဲခရစ်တော်၌မင်္ဂလာမနှက်ခင်လေးပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ဟာဆိုလို့ရှိရင်2025ခုနှစ်6လပိုင်းတရက်နေ့မနှက်စောစောအချိန်ပဲဖြစ်ပါတယ်ဘာလို့လို့နဲ့6လပိုင်းထဲမှာဝင်လာပြီဖြစ်ပါတယ်ဒီကနေ့ဟာထူးခြားပါတယ်တနင်္ဂနွေနေ့ဖြစ်တယ်လို့အပီပီဆိုင်ရာကလေးများနေ့လည်းဖြစ်ပါတယ်6လပိုင်းကိုဝင်စားတဲ့ပထမဦးဆုံးတရက်နေ့လည်းဟုတ်ပါတယ် တော့ကျွန်တော်တို့နေ့စဉ်မနက်ဒေသနာကိုနားထောင်နေကြသူတွေကိုဆုတောင်းပေးနေကြဖြစ်တယ်လို့ဒီကနေ့မနက်မှာအထူးပဲအားလုံးတဆုတောင်းပေးမယ်။ကလေးတွေအတွက်လည်းထူးဆုတောင်းပေးမယ်။ဆိုတော့ကျွန်တော်ဆုမတောင်းခင်မှာကျမ်းစာတစ်ချက်လေးဆင်ခြင်အောင်နော်။ရှင်ယာကုတ်ဩဝါဒစာခန်းကြီး9အငယ်16ဖြစ်ပါတယ်။ကျွန်တော်ဖတ်ပြမယ်နော်။အေလိယာဒီငါတို့ကဲတို့လောကဒဏ်တရား၌ကျင်လေတော်သူဖြစ်တော်လေမိုးမရွာမီအကြောင်းအထူးသဖြင့်ဆုတောင်းတော့အခါ 3နှစ်နဲ့6လပတ်လုံးမြေပေါ်တို့မိုးမရွာပဲနေ၏ဒီနေရာမှာရှင်ရကုတ်ကကျွန်တော်တို့ဘယ်လိုဖော်ပြလဲဆိုတော့ဆုတောင်းခြင်းဟာဘလောက်တကူကြီးမှအကြောင်းဖော်ပြတာဖြစ်ပါတယ်သူကတမဟောင်းကျမ်းကပရောဖက်အေလိယကိုတာရကယူပြီးတော့မှယုံကြည်သူတွေကိုစာရေးပေးတဲ့အခါမှာတတိပေးတယ်အေလိယဆိုတဲ့ပရောဖက်တော်မှငါတို့လူမျိုးပဲလူပါတဲ့သူလဲလူပါတဲ့ဒါပေမဲ့ ူကဖယားသခင်ကိုယုံကြည်တဲ့အတွက်ကြောင့်သူ့ရဲ့ဆုတောင်းချက်ဟာတကိုးပါတဲ့ဆုတောင်းချက်ဖြစ်လာတယ်ဟာလေလုယာအေလီယာဆုတောင်းလိုက်တာနဲ့တဲ့၃နှစ်နဲ့၆လပတ်လုံးမိုးမရွာပဲနေတယ်တဲ့ဖယားသခင်ကပြုတာနော်ဖယားသခင်ကသူ့ကြုံအေလီယာရဲ့ဆုတောင်းချက်ကိုနားထောင်မှပြုတာအံ့ဩပွေမှု၃နှစ်နဲ့၆လကြာတဲ့အခါမှာအေလီယာပြန်ဆုတောင်းတဲ့အခါမှာမိုးရွာဖို့ဆုတောင်းတဲ့အခါမှာမိုးကပြန်ရွာလာတယ်တဲ့ အံ့ဩစရာပဲဒါဘာကိုများညွန်နေရလဲဆိုတော့ဆုတောင်းခြင်းဟာတကိုးပါတယ်ဆိုတော့ကိုနားလေစေချင်တာအခုနားထောင်နေတဲ့ညီကိုမောင်တို့တွေဆရာတို့ဘာလို့ခဏခဏဆုတောင်းပေးနေရလဲလတိုင်းလတိုင်းဘာလို့ပထမလဝင်တဲ့ပထမနေ့မနေ့စောစောမှာတလလုံးအတွက်ဘာလို့ဆုတောင်းစက္ကပ်ပေးနေရလဲဆုတောင်းခြင်းမှာတကိုးပါလို့ဖြစ်တယ်ဟာလေလုယာသင်ယုံလားယုံတယ်ဆိုရင် comment ထဲမှာအာမင်လေးထူသွားပါနှလုံးသားထဲမှာအာမင်ထူသွားပါ ယုံကြည်မှပဲအဲ့ဒီဆုတောင်းချက်တွေကတင်းရဲ့အတ္တနဲ့တင်းမိသားစုတ္တမှာတက်ရောက်လာမှာဒါကြောင့်ကျွန်တော်တို့ဆုမတောင်းခင်မှာယုံကြည်ခြင်းရှိဖို့ဆရာခဏခဏကြမ်းချက်နဲ့ခွန်အားပေးတယ်တကယ်လို့ယုံကြည်ခြင်းမရှိရင်တင်းဆုတောင်းတန်ကိုအဆအဆုံးနားထောင်မှအာမင်အကြိမ်တစ်ခါထူးလဲဘာမှမထူးဘူးယုံကြည်ခြင်းမရှိရင်ပြောတာယုံကြည်ရမယ်ယုံကြည်ရမယ်ဒီဒီဆုတောင်းချက်ကဖရာသခင်နားညောင်းမယ်ဆုတောင်းခြင်းမှာတကိုးပါတယ်ဘာလို့လဲဆိုတော့ဒီဆုတောင်းခြင်းက အရာခက်သိန်းကိုတတ်နိုင်တဲ့နော်အာဖယားသခင်စီမှာဆုတောင်းနေတယ်ဒီဖယားသခင်ကနာညောင်းပေးလိမ့်မယ်အံ့ဩဝယ်ဖြစ်တည်လာမယ်ဆိုတော့အကျွင်းမဲ့ယုံကြည်ထားပါအေလိယားဟာလည်းလူပဲဒီကနေ့တင်လည်းလူလူပဲကျွန်တော်တို့လည်းလူပဲအေလိယားဆုတောင်းခံခဲ့တဲ့ဖယားသခင်ကလည်းဒီကနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ဖယားသခင်ပဲဟာလေလုယာဒါကိုတင်နာလည်းမယ်ဆိုရင်ယုံကြည်ခြင်းဖြစ်ထွန်းလာလိမ့်မယ်ယုံကြည်ခြင်းဖြစ်ထွန်းလာတဲ့အခါမှာအခုကျွန်တော်ဆုတောင်းချက်ကိုနားထောင်ပြီးမှအာမင်ထူတဲ့အခါမှာ အံ့ဩပွေမြင်လာရမယ်အတူတူကဆုတောင်းရအောင်ကောင်းကင်ဘိုခြေထာရမြတ်စွာဘုရားကျေးဇူးတော်ချီးမွမ်းနေဒီကနေ့2025ခုနှစ်6လပိုင်းတရက်နေ့အထိကိုတော်ဝင်စားခွင့်ပြုတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းနေဒီကနေ့ဟာတနင်္ဂနွေနေ့သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့သခင်ဖရားနေ့ဟုတ်တယ်လို့ကဘာကလေးများနေလဲဟုတ်ပါအအိုးဆုံးကလေးတွေကိုယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးပါတယ် ကလေးတွေကဘာပေါ်မှာရှိတဲ့ကလေးတွေအားလုံးตาရပျော်ရှင်ချမ်းမြေပါစေအထူးသဖြင့်စစ်ပွဲစစ်ပွဲဒဏ်ခံရတဲ့ကလေးတွေကိုကိုတော့အထူးပဲကြည်ရှုဆောင်မကောင်းကြည့်ပေးပါတို့ရဲ့ပညာရေးတို့ရဲ့ရှိရေးတို့ရဲ့အနာဂတ်ကိုလှပဖို့ရင်ကိုတော့ကောင်းကြည့်ပေးပါကဲတင်ပါမဆပါကိုယ်တော်ဖရာကလေးတွေကိုလည်းဖရာကိုတီတော့ငဲရွယ်တော့အချိန်မှစာရွယ်ဖရာကိုတီတော့ကလေးများဖြစ်စေပါဟာလေလုယာကလေးတွေကိုယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးပါတယ် ကလေးများနေမှာကျွန်တော်တို့လူကြီးလှုပ်တဲ့သူတွေကလေးတွေကိုနေရာပေးတတ်ဖို့ချစ်တတ်ဖို့အာတို့ကိုအာတန်ဖိုးထားတတ်သောလူကြီးများကျွန်တော်တို့ကိုချစ်စေတော်မူပါဖခင်ယားကိုရောဆက်လက်ပြီးတော့မှဒီကနေ့ဟာတနင်္ဂနွေနေ့ဖြစ်တယ်လို့6လပိုင်းတရက်နေ့လည်းဖြစ်ပါတယ်တနင်္ဂနွေနေ့မို့လို့ကျွန်တော်တို့အားလုံးအားလုံးဖခင်เจ้าကိုတွားနိုင်ဖို့ရင် ကိုတော်မဆပါအခုတရားတည်တာနားထောင်နေတဲ့သူတွေအားလုံးအားလုံးဖခင်เจ้าကိုတွားနိုင်ဖို့ရင်တန်ရှင်းတော်ဝိညာဉ်တော်နှလုံးသားထဲမှာတူထီလေကိုစီကိုစီအသိန်းတော်တို့တွားပြီးမှမိတ္တာဟာယာပြုနိုင်တဲ့အခွင့်ကိုပေးပါတရားတည်တာနားထောင်ပြီးစင်ချင်နှလုံးသွင်းနိုင်တော်အခွင့်ကိုပေးပါဆုတောင်းပေးပါတယ်ဆက်လက်ပြီးဒီကနေ့ဟာ6လပိုင်းတရက်ဖြစ်တဲ့အတွက်တလလုံးအတွက်ဆက်ကဆုတောင်းပါရကိုတော့ပြီးခဲ့တဲ့9လပိုင်းတလလုံးကိုကိုတော့ဖျားခွဲကဆောင်းမကောင်းကြီးပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ် ပြီးခဲ့တဲ့မငါးလပိုင်းမှာကိုတော့နှုတ်ကပတ်တော်ကိုအပြည့်အဝမနှက်တိုင်းချားခွင့်ရတဲ့အတွက်လည်းယေရှုတော်ချီးမွမ်းတယ်။ကိုတော့ပြီးခဲ့တဲ့ငါးလပိုင်းမှာကျွန်တော်တို့ကို နေနေညညကြည်ရှုဆောင်းမခဲ့တဲ့အတွက်ယေရှုတော်ကုံတော်ပေါ့ကိုချီးမွမ်းပါတယ်။ကိုယ်တော်ကိုယ်တော်ရှိတော်မှာမဝန်ခံစရာလည်းရှိပါတယ်ကိုတော်ကျွန်တော်တို့၅လပိုင်းပြီးခဲ့တဲ့၅လပိုင်းတစ်လလုံးမှာလှုပ်မကြိုင်မပြောမဆိုမသွားမလာမစဉ်းစားမသွေးခေါ်မလူတွေကိုပြစ်မဖျားကိုပြစ်မအသိန်းတော်ပြစ်မကိုကိုကိုပြစ်မ တိလျက်နဲ့မှမတိပဲနဲ့အမှအများကြီးရှိပါတယ်ဝန်ခံပါတယ်ကိုတော့ကျွန်တော်တို့ရဲ့အပြစ်များကိုစေကြောခွင့်လို့ပေးတနာတော်မူပါအခုနားထောင်နေတဲ့သူတွေအားလုံးရဲ့အပြစ်များကိုလည်းစေကြောခွင့်လို့ပေးတနာတော်မူပါစေကြောခွင့်လို့ပေးတနာလို့ဂျေဇုတော်ချီးမွမ်းတယ်ဟာလေလုယာဘာလို့လဲဆိုတော့ကျမ်းစာထဲမှာဖော်ပြထားတဲ့ကျွန်တော်တို့နောင်တရပြီးတော့မှအပြည့်ဝချတောင်းပန်မယ်ဆိုရင်ဘုရားသခင်ဒီတစ္ဆာနဲ့တကောင်ဖြောက်မှတ်ခြင်းနဲ့လကောင်ပြေ ြည့်ဝတဲ့ဖရားဖြစ်တယ်ကျွန်တော်အပြစ်များကိုခွင့်လွှတ်မယ်လို့ပြောပြတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းနေဆက်လက်ပြီးမှကိုတော်အပြစ်များကိုခွင့်လွှတ်စေကြောပေးခဲ့ခံရတဲ့ကျွန်တော်ကျွန်မတို့ကိုနှုတ်ကပတ်တော်အဖြစ်ဆက်လက်ပေးပြင်တော်မူပါနှုတ်ကပတ်တော်အဖြစ်6လပိုင်းတလလုံးမှာမနဲ့တိုင်းမနဲ့တိုင်းမနဲ့တိုင်းနှုတ်ကပတ်တော်နာခံပြီးမှလိုက်လျှောက်တတ်တော်သူများဖြစ်စေပါ နားပဲနားထောင်တာမဟုတ်ပဲတကယ်ကြင်ဆောင်နိုင်တော်သူများဖြစ်စေပါဖခင်ရဲ့တကူတော်အဖြစ်နာခံလိုက်လျှောက်နိုင်တော်သူများဖြစ်စေပါ 6လပိုင်းတလလုံးကိုယေရှုနောင်မနဲ့လက်တော်ထဲအနံနေကိုရော6လပိုင်းတလလုံးပါရီဖြစ်လာမလဲကျွန်တော်မသိဘူးတို့ပေမဲ့ဘုရားသခင်လက်တော်ထဲအနံတဲ့ခါမှာဘုရားသခင်ဒီအံ့ဩပွေဖြစ်စေမယ်လို့နှုတ်ကပတ်တော်အားဖြင့်သိရတဲ့အတွက်ဂျေဇုတော်ချီးမွမ်းပါတယ်ဟာလေလုယာ6လပိုင်းတလလုံးလက်တော်ထဲမှာအနံပါတယ်ကျွန်တော်ရဲ့ထွက်ချင်းဝင်ချင်းတွားချင်းလာချင်းပြောချင်းဆိုချင်း လှုပ်ချင်းကြိုင်ချင်းစဉ်းစားတွေးခေါ်ဆုံးဖြတ်ချင်းတစ်ခုချင်းစီတိုင်းမှာကိုရောကွယ်ကာဆောင်းမကောင်းကြည့်ပေးတော်မူပါအခုနားထောင်နေတဲ့သူတွေအားလုံးကိုလည်းယေရှုနာမနဲ့6လပိုင်းတလလုံးအတွက်ဆုတောင်းပေးပါတယ်ကောင်းကြည့်ပေးပါတယ်ကိုရောကွယ်ကာဆောင်းမကောင်းကြည့်ပေးပါတချို့လူတွေစစ်ပွဲကြမှာတချို့လူတွေယောဂဗယကြမှာတချို့လူတွေပြက်တနာကြမှာတချို့လူတွေအိုးမတူညီတဲ့အခက်အခဲကြမှာရှိပါတယ်ကိုရောကေတင်မဆကောင်းကြည့်ပေးတော်မူပါတချို့လူတွေမိုးရစ်စေဝါရဲ့ ကျွန်ဒီကျွန်ခံနေရတယ်တချို့လူတွေအကျွေးရဲ့ကျွန်ခံနေရတယ်တချို့လူတွေစာတမ်းမာနရဲ့ကျွန်ခံနေရတယ်တချို့လူတွေအာ လောကဒံတရားထဲမှာနှိမ့်မြုပ်နေတယ်ကိုရောကေမတနာတို့မှာဆွဲထူပြီးပါတချို့လူတွေဖြားနာခြင်းယောဂဗရကြမှာနှိမ့်မြုပ်နေတယ်ကိုရောဆွဲထူပြီးပါကျမ်းမှာပဂတိဖြစ်စီပါ ရှေတော့တတ်တာကိုပြီးပါဟာလေလုယာ ဆက်လက်ပြီးမှ6လပိုင်းမှာကြာရောက်မဲ့မွေးနေ့ရှင်တွေအတွက်ဆုတောင်းပေးပါရယ်အခုနားထောင်နေတဲ့သူတွေ6လပိုင်းမှာမွေးနေ့ရှင်များရှိပါကသူတို့ကိုယေရှုနာမနဲ့ဆုတောင်းတဲ့ကိုရောဖျားကောင်းချီးပေးပါမွေးနေ့မှာစာရွေးနေ့ရချီတိုင်အောင်တာရွေးကျမ်းပါပါစေတာရွေးချမ်းသာပါစေတာရွေးရှည်တော်တတအဖြစ်ဖခင်ဘုန်းတော်ထင်ရှားပါသည်ပါစေတမိတားဆုလုံးကယ်တင်ခြင်းရပါစေဖခင်တကယ်အကွယ်ကဆောင်းမခြင်းကိုရပါစေဟာလေလုယာမြန်မာနိုင်ငံတော်ကြီးအတွက်လည်းဆုတောင်းပါရက်အမြန်ဆုံးငြိမ်းချမ်းခြင်းရပါစေ ဘီတူလူထုများကောင်းစားပါစေအကောင်းဆုံးတော့ကိုရောဖရားဦးဆောင်နိုင်တဲ့ခေါင်းဆောင်တွေကိုကိုရောရွေးနှုတ်ဖော်ဆောင်ကောင်းချီးပေးတော်မူပါဟာလေလုယာကိုရောဆက်လက်ပြီးတော့မှ6လပိုင်းတလှလုံးအတွက်ကိုရောလက်တော်ထဲမှာအနံပါတယ်အထူးသဖြင့်ကျွန်တော်နှုတ်ကပတ်တော်နားထောင်မဲ့သူတွေမနဲ့တိုင်းမနဲ့တိုင်းပုံမှန်နားထောင်နိုင်တဲ့သူဖြစ်စေပါဟောကြားတဲ့သူကိုလည်းကျမ်းမာချင်းချင်းတချင်းပေးလေဖရားနှုတ်ကပတ်တော်နဲ့အညီဟောကြားနိုင်တဲ့အခွင့်ကိုပေးပါ နှုတ်ကပတ်တော်အားဖြင့်ကြားရတဲ့သူတွေအတွက်လည်းတီဆောက်เสียဖြစ်စီပြီးမှဘုံတော်ထင်ရှားเสียတစားပလာဖြစ်စီပါအာလဲလို့ရကိုတော်ပြားဆက်လက်ပြီးတော့မှအခုနားထောင်နေတဲ့သူတွေသူတို့ရဲ့နှလုံးသားထဲမှာတီတိုယုဆိုဆူတောင်းနေတဲ့သူတွေကိုလည်းဆူတောင်းပေးပါတယ်သူတို့ရဲ့တီတိုယုဆိုနေတဲ့သူတို့ရဲ့လိုအပ်ချက်ဆူတောင်းတဲ့အားလုံးကိုကိုတော်နားညောင်းပေးလက်6လပိုင်းတလှလုံးမှကိုတော်ကွယ်ကာဆောင်မကောင်းကြည့်ပေးပါ ငါးလပိုင်းမှာအစင်မပြေတဲ့အရာတွေ၆လပိုင်းမှာအစင်ပြေပါစေဟာလေလုယာငါးလပိုင်းမှာမကျမ်းမာသေးတဲ့သူများ၆လပိုင်းမှာကျမ်းမာပါစေဟာလေလုယာငါးလပိုင်းမှာပြဿနာမျိုးစုံဝင်နေမလွတ်မြောက်သေးတဲ့သူများ၆လပိုင်းမှာလွတ်မြောက်ပါစေဟာလေလုယာကိုရောဖျားအခုစုတောင်းတန်ကိုနားထောင်မှယုံယုံကြည်ကြည်နဲ့အာမင်ထူထားတဲ့သူအားလုံးကိုကိုရောဖျား ကွဲကားဆောင်းမကောင်းကြီးပေးပြီး6လပိုင်းတလလုံးကိုကိုတော့အတောင်တော့အကျိတ်အားဖြင့်ကွဲကားဆောင်းမကောင်းကြီးပေးပါမိကြောင်းအလုံးစုံကိုစက္ကအနံဆုတောင်းတဲ့အခါမှာကေတင်ပါရှင်သခင်ယေရှုခရစ်တော်နာမတော်မြတ်အားဖြင့်ဆုတောင်းပါသည်ဖဖခင်အာမင်